ဆန်းဆန်းပြပြအတီးဟင်းလျာထမင်ပေါက်များပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းညာရင်တာ channel ကနေကြွဆိုလိုက်ပါတယ်အချိုတဲယုံတတ်တတ်မဟုတ်ဖဲတစ်တီးတွေနဲ့လဲဟင်းချက်လို့ရကြအောင်ပရိသတ်ကြီးတို့ကိုပြပြချင်တာပေါင်းကောင်းညင်းမိုးချီ နုနုညံ့ညံ့နဲ့ဆောင်းလို့ကောင်းတဲ့မိုချီလေးတွေကိုအိမ်မှာအလွယ်တကူလှူစားကြမယ်။အရင်ဆုံးကောင်းညင်းမုံ90ဂရမ်ကိုအိုးထဲမှာထည့်ပါမယ်။ပြီးတဲ့အခါမှာတော့တခြား10ဂရမ်ကိုလည်းရောထည့်ပြီးစီတစ်ခွက်လောက်ထည့်လိုက်မယ်။ပြောင်ဖူးကော်မော့အနှဲငယ်ထက်ထက်ကစားချင်းစပွဲကောင်းအောင်လို့အစာတောက်အရောင်လေးတွေကိုဖြောပြီးထည့်ပါမယ်။အားလုံးပြီးတဲ့အခါမှာတော့အခုလိုတမအောင်မီးပူပေးပြီးအားလုံးကိုနှဲလိုက်ပါနော်။နောက်ဆုံးမှာတော့အခုလိုမုတ်သားလေးရလာရင်ရပါပြီ။မုတ်သားလေးအပေါ်ကိုစံမုတ်လေးဖြူပြီးအသားမကောင်တုတ်လိုက်လိုက်ပါအဆုံးသက်အနေနဲ့အခုလိုတေးချလေးလှိလိုက် ရင်ထိတ်ဆားလို့ကောင်းတဲ့ကောင်းကျင်းမိုချီမုတ်လေးရသွားပြီပဲဖြစ်ပါတယ်။နကမောက်တီထမင်ပေါင်း နနက်သီးထမင်းပေါင်းစားဖို့ပြီးနကမောက်သီးထမင်းပေါင်းမစားဘူးရင်တော့ဒီဘဝမှာလူဖြစ်ရကျော်နှစ်ဖို့မမျှော်လင့်ပါနဲ့ရှင်။ဒါကြောင့်ပြည်သက်ကြီးတို့လူဖြစ်ရကျော်နှစ်စီပေါ်အတွက်အိမ်မှာပြုလုပ်စားသုံးနိုင်ဖို့အခုလိုတင်ဆက်ပြလိုက်ပါတယ်။အရင်ဆုံးကိုချမ်းမဲဆန်တဲ့ကိုနကမောက်သီးအနီတလုံးကိုခွာပြီးအခုလိုမျိုးခြေထက်လိုက်ပါနကမောက်သီးအကုံလုံးကိုစံနဲ့ရောပြီးအလုံးသမနေအောင်နေလိုက်ပါနော်စံနဲ့နကမောက်သီးအလုံးကိုရောနေပြီးသွားပြီဆိုတဲ့အခါမှာတော့ထမင်းတန်နေကြအတိုင်းရေအတိုင်းစလုပ်ပြီးထမင်းအိုးတင်လိုက်ပါနော်ထမင်းနဲ့အတူတွဲစားဖို့အတွက် ခါချက်ဝအနီအာလူးနဲ့ဂေါ်ဘီစိန်တို့ကိုကာရီဟင်းအနှစ်ခံတဲ့သူရေထည့်ပြီးတင်လိုက်ပါမယ်။ကာရီဟင်းလေးကိုစာဟင်းချုံမုတ်လေးတေချာပြန်ဆက်ထည့်ပြီးအဖုံးအုပ်တဲထားလိုက်ရင်ရပါပြီရှင်။အဲ့ဒီအချိန်မှာနဂမောက်သီးထမင်းလေးကချက်နေပြီဆိုရင်တော့ဆပီစားလို့ရပါပြီနော်နဂမောက်သီးထမင်းနဲ့အတူကာရီဟင်းလေးကလည်းအတူတွဲဖက်စားလို့ကောင်းလွန်တာဖြစ်တဲ့အတွက်ပါဇက်ရတာတိတ်ရှိမဲ့ထမင်းတပွဲဖြစ်မှာအမှန်ပါပဲရှင် တစ်တော်သည်စံပြုတ်ပေါင်းနမယ်နဲ့တင်စံလုံးနဲ့အချိုပွဲလေးတစ်ခုဖြစ်တဲ့ဒီဟင်းလေးကိုပရိသတ်ကြီးတို့အတွက်အဘူးတုဒ္ဒအနေနဲ့တင်ဆက်ပေးလိုက်ပါတယ်။တရုတ်ပြည်အတွင်းမှာရှိတဲ့နမယ်ကြီးအချိုပွဲတစ်ခုဖြစ်ပြီးပြုလုပ်ရတာကလည်းထင်သလောက်မခက်ခဲပါဘူးနော်။အရင်ဆုံးတစ်တော်သည်ကို၃ပုံမှ၂ပုံချန်ပြီးအပေါ်ပိုင်းကိုဖြတ်ထားလိုက်ပါ ဖြတ်ပြီးသွားတဲ့အခါမှာကျန်တဲ့အပိုင်းကိုအထဲကအသားတွေအကုန်ချစ်ထုတ်ထားပြီးအခောင်းလေးလှုပ်ထားလိုက်ပါရှင်ချစ်ထုတ်ထားတဲ့အသားတွေကိုခွက်ထဲပြန်ထည့်ပြီးတကြားရည်လေးအနှဲငယ်ထဲကအချားအသီးကျောက်တွေနဲ့မှုကျောက်ပန်းကျောက်လေးတွေကိုထည့်ပြီးအကုန်လုံးကိုတီချလေးပေါင်းထားလိုက်ပါမယ်နော်နောက်ဆုံးမှာတော့ခုလိုမျိုးတိတ်လှပြီးစားလို့ကောင်းပေတစ်တော်သည်စံပြုတ်ပေါင်းဟင်းညိုလေးရပြီပဲဖြစ်ပါတယ်ဝါအူဝတာပေါင်းဝတာလေးကိုဝါအူနဲ့ရောပြီးပေါင်းစားလို့ရတယ်ဆိုတာပြိတ္တကြီးတို့သိပါသလားအရသာလည်းရှိစီကပ်ပြီးစားလို့ကောင်းတဲ့ဟင်းတစ်ခွက်ဖြစ်ဖို့နုံနုံစင်ထားရ ဲ့ဝတ်သားတွေထဲကိုဝါဥတပြားရိုက်ပြီးချစ်ထည့်ရပါမယ်။အသားတွေကိုဝါဥထည့်ပြီးရင်တော့အခြားအစာပလာတွေဖြစ်တဲ့ခါချုံနဲ့ချက်သွမိတို့ကိုလည်းပပလှီးထည့်ပြီးကြားပြောင်းမှုလေးတွေကိုလည်းထည့်လိုက်ပါနော်။အလုံးကိုတမနေအောင်ရုံးဝေပြီးရင်တော့ဒေဝရဲမှာစီနေနေနဲ့ကြံ့ကိုကြော်ဖို့ပဲကြံပါတော့တယ်။ဒေဝရဲမှာအထက်အောင်းနဲ့ပုံမပြအောင်အလုံးကိုတေချာလေးကြော်လိုက်ပါ။ဒါဆိုရင်တော့ရတာရှိပြီးစားမိမယ်ဝါဥဝတ်သားပေါင်းလေးရပါပြီရှင်။ပပောက်ရှာရှာဟင်းအဆောင်ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးအပိ ခဲ့ပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။